မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုဒ်အနေနဲ့မင်းအောင်လိုက်ရုရှားရောက်ရှိခြင်းယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝေးပစ်ဒရုန်းများနဲ့တတရားနေဖြင့်ဆက်လက်တိုက်ခိုက်ပြီးမော်စကို၄စိမ့်မှလီချောင်းခီးစဉ်၄၄၀ကျော်ဖျက်သိမ်းရွှေ့ဆိုင်နေကြောင်းတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စားမင်းအောင်လိုင်းရုရှားနိုင်ငံကိုရောက်ရှိနေချင်းယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ဖြစ်ဒရုန်းများနဲ့တတိယနေ့ဖြင့်ဆက်လက်တိုက်ခိုက်ပြီးရုရှားနိုင်ငံကလေကြောင်းခီးစဉ်140ကျော်ဖျက်သိမ်းပြီးရွှေ့ဆိုင်လိုက်ရကြောင်း AP သတင်းတရရာတီးရပါတယ်။ ရုရှားစံတော်ချိန်မေလ9ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းတို့မှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ဖြင့်ဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီအမင်းရောင်းလိုက်ကရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုဆိုင်ရောက်ခဲ့ပါတယ်။ယူကရိန်းကဒရုန်းတွေနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကရှင်းပြနေအောင်ပွဲနေစည်းပြခန်းနာအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိအတိကလေးစိတ်တင်မှာလေးချောင်းခီးစင်များဖျက်သိမ်းခြင်းရွှေ့ဆိုင်ခြင်းများလှုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလီကျောင်းလိုင်း Aeroflot ကမေလ9ရက်နေ့မနက်ပိုင်းမော်စကိုကိုအသွားပြန်လေယာဉ်ခီးစင်ပေါင်း100ကျော်ကိုဖြတ်သိမ်းခဲ့ရပြီးလေကြောင်းခီးစင်140ကျော်မှနှောင့်နှေးခဲ့ရပါတယ်။ရုရှားနိုင်ငံရဲ့မော်စကိုမြို့တော်ဝန်ကမေလ9ရက်နေ့မနက်အစောပိုင်းယူကရိန်းရဲ့ drone ကိုစင်နဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ကြောင်း မေလ9ရက်နေ့ညနေပိုင်းမှာယူကရိန်းရဲ့တိုက်ခိုက်ရေးဒရုန်း15စင်ကိုချိန်မုံခဲ့ကြောင်းပြောဆိုပါတယ်။ယူကရိန်းရဲ့ဒရုန်းတွေနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုတွေကမေလ9ရက်နေ့ရုရှားရဲ့နှစ်80ပြည်ရှင်ပြည်နယ်နှစ်ပတ်လည်ခန်းနာပြင်ဆင်မှုတွေကိုနှောင့်နှေးဖို့ရည်ရွယ်ထားပုံရတယ်လို့သတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင်းယူကရိန်းစစ်ပွဲမှာချိန်နေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားတွေကိုတုံ့လုံစေခဲ့ကြောင်းရုရှားကိုလာရောက်မဲ့နိုင်ငံတကာကောင်းဆောင်များကြောင်းရုရှားနိုင်ငံအတွက်အရှက်ရစေကြောင်းသတင်းတွေကဆက်လက်ရှိသားပါတယ်။ hein? Okay. မေလ9ရက်နေ့ရှင်ပြင်းနီးချီတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်တမရရှိချင်းဖြစ်တဲ့ဘရာဇီးတမရတို့ပါဝင်နိုင်ငံ20ကျော်မှခေါင်းဆောင်များလာရောက်ကြမှာဖြစ်ပါတယ်။ယူကရိန်းတမရဇန်လန်စကီကမေလ9ရက်နေ့ရုရှားရှင်ပြင်းနီးနှစ်80ပြည့်ချီတက်ပွဲကိုတင်ရောက်ကြမယ်သူတွေရဲ့လုံခြုံရေးကိုတာဝန်ယူနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမယ့်ရှင်ပြင်းနီးနှစ်80ပြည့်အောင်ပွဲခန်းနာရီနဲ့တိုက်ဆိုင်စွာတပတ်သက်82နိုင်ကြအပြစ်ခတ်ရဲစဲဖို့စီစဉ်ထားကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့ TNL သိမ်းပိုက်ထားတဲ့နောက်ချိုကြောင့်မဲတီဘောမိုးကုံနဲ့မိုးမိတ်မြို့နယ်များမှာထွက်ပြေးလာရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကယာယီရုံးများဖွင့်လှစ်ပေးပြီးရန်နီယာဆက်လက်လက်ပတ်ခိုင်းကသိမ်းပိုက်ခံထားတဲ့မြို့နယ်များကိုအချိန်မီပြန်ဝင်အုပ်ချုပ်နိုင်ဖို့အသင့်ပြင်ခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။2019ခုနှစ်စစ်စင်ရေးပြင်တောင် TNL ကသိမ်းပိုက်ထားတဲ့နောက်ချိုကြောင့်မဲတီဘောမိုးကုံနဲ့မိုးမိတ်မြို့နယ်တွေမှာထွက်ပြေးတင်းရှောင်ခဲ့တဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီကပြန်လည်စုဆောင်းခေါ်ယူနေပြီး မြို့နယ်များကိုပြန်လည်ဝင်ရောက်ကအုတ်ချုပ်စီမံနိုင်ပြင်ဆင်ထားဖို့ထပ်မံညွှန်ကြားလာကြောင်းနေပြည်တော်စစ်ဘက်တရင်အရင်မြစ်တွေကဆိုပါတယ်အပြီလာတွင်တရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ TNL ကြားဆွေးနွေးပွဲမှာ TNL ကတင်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပြီးဖို့စစ်ကောင်စီကတောင်းဆိုမှုမအောင်မြင်တော့လဲစစ်ကောင်စီကထပ်မံပြီးထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အုတ်ချုပ်ရင်းနဲ့ဌာနဆိုင်ရာဝန်ထမ်းများတရင်ပို့ကြဖို့တပ်ဆိုင်ရာမြို့နယ်များကိုပြန်လည်ဝင်ရောက်စီမံအုတ်ချုပ်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ထားကြဖို့မေလာတွင်ထပ်မံညွှန်ကြားလာကြောင်းသိရပါတယ် DNL တင်ပိုက်ထားတဲ့မြို့နယ်တွေကနေတင်းရှောင်လာတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုသတင်းပေးပို့ကြဖို့နဲ့အခုရရင်ရုံးနေမှာပုံမှန်အတိုင်းရုံးပြန်တက်ဖို့ညွှန်ကြားထားပါတယ်။ဥပမာဆိုရင်မိုးကုတ်မြို့အတွက်ထရီအုံလာမကနဲ့ဌာနဆိုင်ရာရှာရေးရုံးတွေကိုမန္တလေးမှာထပ်ပြီးတိုးချဲ့ဖွင့်ထားရှိတဲ့အဲ့ဒီရရင်ရုံးတွေမှာမိုးကုတ်နဲ့ဆက်ဆက်နေတဲ့ဌာနဆိုင်ရာတွေအုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်အတိုင်းလေပတ်ခိုင်းထားတဲ့မလာသေးတဲ့ဝန်ထမ်းတွေလည်းရှိတော့ဒီမေလာထဲမှာရှာရေးရုံးတွေမှာရုံးလာတက်ဖို့ထပ်ခေါ်တာသဘောတရားကတော့တင်ပိုက်ခံရတဲ့မြို့နယ်တွေပြန်ရတဲ့အခါမှာအုပ်ချုပ် ီနဲ့ဌာနဆိုင်ရာအသင့်အစားထိုးနိုင်ဖို့ဆိုတာပါပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ် TNL ကတင်ပိုက်ထားတဲ့မြို့နယ်များပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ပြန် ပြောဆိုထားတဲ့ကြားမှာစစ်ကောင်စီကတိမ့်ပတ်ကံမျိုးနယ်ရီရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လက်ပတ်ခန်းနိုင်ခြင်းဖြစ်ကြောင်းသိရပါတယ်။ဖြစ်နိုင်တာကလာရှိုးရောက်သွားပြီးတဲ့နောက်မှာတရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကြံတဲ့မျိုးနယ်ရီလည်းမဖြစ်မနေပြန်ရမယ်လို့ရှုံချီတွက်ဆထားတယ်လို့ယူဆပါတယ်။ဒါကြောင့်တိမ့်ပတ်ခံထားတဲ့မျိုးနယ်ရီရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေလို့ virtually လက်ပတ်ခိုင်းတာလို့ယူဆပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်တွေကဆက်လက်ရှင်းပြပါတယ်။မေလ၄ရက်နေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ကသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကိုပြန်ပေးဖို့တရုတ်နိုင်ငံရဲ့ပြည်အားပေးမှုတွေရှိနေတော့လဲပြန်ပေးမှာမဟုတ်ကြောင်း TNL တွဲပတ်အထွေထွေအတွင်းရင်မှုနှင့်ပုံမှုကြီးတာပန်လာကထုတ်ပေါ်ပြောဆိုပါတယ်။ စစ်ကောင်စီနဲ့ TNL အကြားဇွနိပွဲများကိုလာမယ့်ဩဂုတ်လမှာပြန်လည်စတင်ဖို့သဘောတူညီထားကြောင်း TNL တရားဝင်သတင်းထုတ်ပြန်ပါရယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ဖားကန့်ဒေတာတိုက်ပွဲ၅ရက်တွင်စစ်ကောင်စီတပ်ထိခိုက်မှုများနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပမော်တိုက်ပွဲဆက်လက်ပြင်းထန်ပြီးစစ်ကောင်စီကတန်ချက်ကအကူနဲ့တံပြန်ထိုးစစ်ဆင်နေလို့ဆိုပါရယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီနဲ့ပြည်သူစစ်တပ်အကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးမေလ3ရက်တွင်စစ်ကောင်စီကတေဆုံးထိခိုက်မှုတွေများပြားခဲ့ကြောင်းကချင်စီရေးတရင်ရင် ်ကပြောပါရယ်စစ်ကောင်စီပြည်သူစစ်ပူပေါင်းတပ်တွေကဖားကန့်ဒေသပြန်လည်ဆုံမှုနိုင်ဖို့အတွက်အင်အားများပြားနဲ့ထိုးစစ်ဆင်ခဲ့ပြီးလက်တလုံးမှာဖားကန့်မြို့နယ်ကတ်မော်ဒေသမှာတိုက်ပွဲပြင်းထန်နေရလို့ဆိုပါရယ်ကတ်မော်နယ်ဆိုင်ဖရာရွာကြားမှာတိုက်ပွဲဖြစ်တာဒီလင်း၅ရက်တွင်မှာစာခဘက်က150လောက်ရှိမယ်သေးတာရယ်တန်ရာရတာရယ်အလုံးပေါင်းရင်အတုံးယုံပဲမနည်းကမေလ6ရက်ကဆိုအယောက်40ကျော်လောက်ရှိမယ်သေးတာကလို့ကချင်စီရေးတည်င်းအရင်မြစ်ကပြောပါရယ်ဒါပေမဲ့ဖားကန့်ဒေသတိုက်ပွဲများတွင်စစ်ကောင်စီတပ်ရဲ့တည်ဆုံထိခိုက်မှုတွေနဲ့ပတ်သက်ပြီးတည်င်းဌာနက တီးကြအတိမပြုံနိုင်သေးပါဘူး။ဒါပြင်ဗမာမြို့တိုက်ပွဲမှာလည်းညပိုင်းချိန်ထိပြင်းထန်လျက်ရှိတယ်လို့ပြောပါရတယ်။ ဗမော်အခြေအနေကဒီကနေ့တနေ့ကတိုက်ပွဲဖြစ်တဲ့အခုညမေလ9ရက်ည7:00ခွဲတိမယမနာတိုက်ပွဲဖြစ်နေတာတော်တော်ပြင်းထန်နေဗမော်မှာစားကားတွေကတန်ချက်ကားတွေနဲ့တံပြန်ထိုးစစ်လုံလာတဲ့ဒီတနေ့ကတိုက်ပွဲဖြစ်နေတာအခုည7:00ခွဲတိပဲလို့ကချင်စင်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ KIA ဘူပေါင်းတက်ကဗမော်မျိုးကိုအပိသက်သိမ်းပိုင်နိုင်ဖို့အတွက် AP 25ရက်မှာပြန်လည်ပြီးထိုးစစ်ဆင်ခဲ့ရာစားကားက28တက်ဌာနချုပ်ခလာရ49တန်ရင် စေးထောက်ဖို့နဲ့အင်ဂျင်နီယာတပ်တွေကိုအပြင်းထန်တိုက်ခိုက်နေတယ်လို့ကရင်သတင်းပြန်ကြားရေးဌာနကအသိပေးပါရယ်။ ဒါအပြင်ဖားကန့်ဒေတာတိုက်ပွဲအတွင်းစစ်ကောင်စီပြည်သူစစ်ကောင်မြေပြင်ထိုးစစ်သားမကလေကြောင်းလေပါတိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေကြောင်း KYI ကပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်တွေမှအတည်ပြုပါရယ်ဖားကန့်မြို့နယ်ရှိ KYI တန်ရင်26တန်ရင်54နေမြို့တွေမှာစစ်ကောင်စီကထိုးစစ်ဆင်လာပြီးတိုက်ပွဲပြင်းထန်နေကနှစ်ဖက်ထိခိုက်မှုတွေရှိကြောင်းစစ်ကောင်စီကတင်ဆက်မှုများပြားကြောင်း KYI သတင်းပြန်ကြားရေးဌာနရဲ့မေးလ၄ရက်သတင်းဖော်ပြချက်တွေမှာဖော်ပြပါရယ် နောက်ထပ်တစ်ပုဒ်အနေနဲ့အာနာသိန်းခေါင်းဆောင်ရုရှားသွားနေတော့လဲစစ်ကောင်စီဘုံကျင်းမပြတ်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။ယာယီပြစ်ခတ်ရစဲကြီးညာထားပြီးအာနာသိန်းခေါင်းဆောင်ရုရှားနိုင်ငံကိုသွားရောက်နေတော့လဲစစ်ကောင်စီကမေလ9ရက်နေ့ညနေနဲ့ညပိုင်းမှာအီယာရီတိုင်းလေးမျက်နှာမြို့နယ်မကွေးတိုင်းကံကောမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့နယ်စရာရီမှာလေကြောင်းမှဆက်လက်ဘုံကျဲပြီးအရက်သားတိကြိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်။မေလ9ရက်နေ့ည8နာရီခွဲချိန်မှာကံကောမြို့နယ်ကိုတတအုပ်လေးတပ်ကဂျက်ဖိုက်တာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိကြိုက်မှုကမတိရသေးပဲလေကြောင်းမှထပ်မံဘုံကျဲပြီးဒေသခံ ပြည်သူတွေလုံခြုံတဲ့နေရာမှာနေဖို့ပေါင်းမြို့နယ်မြောက်ပိုင်းကျေးလက်ဒေသကကွေတပ်ဖွဲ့ကတတိပေးပါရယ်မင်းတမြို့ကိုမေလ9ရက်မနေ့တနိုင်းခွဲကံမှာဘုံနှလုံးကျေးချပြီးနေ့လယ်2:40မိနစ်ဝန်းကျင်မှာ Jet Fighter နဲ့ထပ်မံဘုံကျေးတိုက်ခိုက်ခဲ့ရာအစိုးရအဆောင်နဲ့ဝန်ထမ်းအင်အားများထိခိုက်ပျက်စီးပြီးအရသာပြည်သူအသက်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့မင်းတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကတရင်ထုတ်ပြန်ပါရယ်ဒါပြင်အရဒတတော်အေအေနဲ့ပူပေါင်းတက်တွေနဲ့စစ်ကောင်စီစီးရီးတင်းမာနေတဲ့ လေးမျက်နာမျိုးပန်တော်ကြီးရွာကိုမေလ9ရက်ည10:00နာရီကမှလေးကြမ်းမှပုံကျဲသွားကြောင်းဒေသခံကပြောပါရယ် လေးမျက်နှာမှာဖြစ်တဲ့တိုက်ပွဲတစ်လျှောက်ဒီနေ့ညဘုံကျင်းတာအပြင်းထန်ဆုံးပဲတိုက်ပွဲဖြစ်တဲ့အတန်းမကြားပဲနဲ့ဘုံကျဲသွားတာလို့ဒေတာကန်တုံးကပြောပါရယ်စစ်ကောင်စီဘုံကျင်းတဲ့အထက်ပါမြို့နယ်တွေမှာလက်တလုံးမှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းမရှိပါဘူးစစ်ကောင်စီကမလ28ရက်ကမြင်းကလေးကိုအကြောင်းပြပြီးမေလ6ရက်မှမေလ30ရက်ထိကိုအပြစ်ခတ်ရစဲကြောင့်ထပ်မံထုတ်ပြန်ခဲ့ပါရယ်အဆိုပါအပြစ်ရက်ကာလမတိုင်ခင် AP နေရာမှာ AP လကုန်ထီလဲစစ်ကောင်စီကအပြစ်ရဲ့ကြီးညာခဲ့ပြီးမြေကြောင်းတိုက်ခိုက်မှုတွေပုံမပြုလုပ်ခဲ့ပါရယ်ဒါအပြင်လက်ရှိမှာစစ်ကောင်စီကောင်ဆောင်ကရုရှားန ုင်ငံကိုခီးထွက်နေပြီးအာဏာသိမ်းကောင်းဆောင်မရှိဘဲဒုတိယအာဏာသိမ်းကောင်းဆောင်ဒုတိယဘိုးချုပ်မူကြီးစိုးဝင်းကြန့်ရှိနေချိန်မှာအထက်ပါလီကျောင်းတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေတာဖြစ်ပါတယ်။ငလင်လုတ်ခတ်ခဲ့တဲ့မလ28ရက်နေ့မှမေလ2ရက်ထိ36ရက်အတွင်းစစ်ကောင်စီကအနေကျောင်းတိုက်ခိုက်မှု284ကြိမ်ပြုလုပ်ပြီးပြည်သူ286ဦးသေဆုံးက 56ဦးထဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ရုရှားကမော်စကိုမှာပြုလုပ်တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲခံနေခန်းနာကိုတက်ရောက်ဖို့အာနာသိန်းခေါင်းဆောင်မင်းအောင်လိုင်းနဲ့စနီးပါဝင်စစ်ကောင်စီတွဲပတ်အတွင်းရေးမှူးဘုချုပ်ကြီးရဲဝင်းဦးနဲ့စနီးကြီးရည်လီညီနိုင်ကိုကိန်းမှုဘုချုပ်ကြီးကျော်စွာလေးနဲ့စနီးစတဲ့အာနာသိန်းစစ်ကောင်ဆောင်များပါတွားရောက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။